ဆရာနာရှင်တွေရဲ့ဖန်စီထိန်သိမ်းတာခံထားရတဲ့နိုင်ငံတော်ကြီးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ရန်ပုံငွေစတူဒီတာပွဲကိုဇွန်လ22ရက်နေ့ကဂျပန်နိုင်ငံတိုကျိုမြို့တော်မှာရှိတဲ့ Global Ring Theater မှာကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီပွဲကရရှိလာတဲ့ရန်ပုံငွေတွေကိုအမျိုးသားညွှန်ရေးအစိုးရရဲ့လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့တဘာဝဘေးအန္တရာယ်ကြောက်ရွံ့ခံစားခဲ့ရသူတွေကို ခွဲဝေလှူဒန်းသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံသားအလုံသမားတမကများအဖွဲ့ချုပ် FWBC ရဲ့ဥက္ကဋ္ဌဦးမြင့်ဆွေကပြောပါတယ်။ဒီပြည်ရောင်မွေတွေကျွန်တော်တို့ဒီဒီလိုအကန်ဟိုကွဲငါးကားတွေနောက်တကမီတို့တဲတို့ငါးကားတွေအားလုံးဒေးစကနှုတ်ပြီးပြီနော်။အဲကျွန်တော်တို့ NUG ရဲ့အဲလူမှုကေဇေးဝန်ကြီးဌာနနဲ့ အဲတခါကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနတွေကိုအဲကျွန်တော်တို့အချိုးကျတွဲခွဲဝေပြီးတော့ကျွန်တော်လှူဒန်းသွားဖို့အစီအစဉ်ရှိပါတယ်။အဲနောက်တခါကျွန်တော်တို့အဲတခါဒီအမှုဆောင်တွေရဲ့ကျွန်တော်တို့စုပ်ပြချက်နဲ့တခါထပ်ပြီးစီဝေပြီးတော့ဒီတွင်ကငလျင်ဘေးနဲ့အဲတဘာဝဘေးရန်တွေဘေးကိုဒုက္ခရောက်နေတဲ့လူတွေလည်းကျွန်တော်တို့ခွဲဝေလှူဒန်းသွားဖို့ဆိုတဲ့အစီအစဉ်တော့ရှိပါတယ်။အဲဒီသုံးခုကိုကျွန်တော်မျက်မျက်တရတရသွားဖို့တော့စဉ်းစားထားပါရှင့်။ဒီချက်ပါ ပွဲမှာဝင်းဝင်းလက်မှတ်တစ်စောင်ကိုဂျပန်ယန်1900နဲ့ရောင်းချခဲ့ပြီးလက်မှတ်အဆောင်ရည်3000ရောင်းချနိုင်ခဲ့ကထပ်တိုးလူ900ကျော်ထပ်ရောက်ရှိလာခဲ့တာကြောင့်လူပေါင်း3500လောက်ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်လက်မှတ်ဝယ်ယူသူတွေအတွက် စတူဒီသာအဖြစ်မိမိစိတ်ကြိုက်မုံနှမျိုးစားကွင်းအပြင်ဖြောပြေးစီစဉ်တွေ လုံသမားရေးရာပြဿနာတွေတိုင်ပင်ဆွေးနွေးတဲ့ဝန်ဆောင်မှုတွေနဲ့အခမဲ့ကျမ်းမာရေးအကြံပေးမှုတွေကိုပါထည့်သွင်းလှုံ့ဆော်ပေးခဲ့တယ်လို့သိရပါတယ်။အဲပြောင်းလဲထားတဲ့ခံမှန်းထားတဲ့အတိုင်းအတာထက်လည်းလူတွေပုံပြီးမှအများရယ်ပါနော်ပုံမှန်ဆိုကျွန်တော်တို့ဂျူတင်နံပါတ်လေးတွေရောင်းထားတဲ့အချိန်မှာရောက်ပါမလားဆိုတဲ့စိတ်လေးလေးဖြစ်တဲ့ဖြစ်ကြတဲ့ဒီလက်ရှိကတော့ ချစ်တော့ရာသီဥပူပူပြီးတော့မှဟိုရာသီဥကမနေ့အောင်တနေ့အောင်တော်တော်ပူရတယ်မှာပါရပါတော့ပူရတဲ့ခါကျတော့အဲပရိသတ်တွေတိတ်မလာပြစ်မှလည်းဆိုရင်လည်းစိတ်တွေရောရှိကြပါတယ်တချို့ကဒါပေမဲ့လည်းတကယ် time တိဝမ်းတာပါတယ်အားလုံးလာတော့ power ပေးရတယ်ဒီချင်းချင်းတင်ပါဘာလို့ဆိုတော့တကယ်တကယ်ဒီနေ့နဲ့ဒီနေ့ကတဲ့ဆိုင်အောင် များမယ်လို့ထင်ထင်ရတယ်ပေါ့နော်အတန်းကြီးရတာတော့များပါတယ်ရှင်းလင်းပြပါတယ်ချင်းချင်းလည်းတင်ပါတယ်ဟုတ်ပါပါဝင်ပါစေစေတနာဝန်ထမ်းအဖြစ် ပွဲကနေ့မှာပါဝင်ကူညီလှုပ်ဆောင်ပေးနေသူမန်နေဂျီကလည်းကလေးမေတယောက်အနေနဲ့ဂျပန်နိုင်ငံမှာအခုလိုစေတနာဝန်ထမ်းအဖြစ်ပါဝင်လုပ်ကိုင်ဖို့ခက်ခဲပေမဲ့ပြည်တွင်းကကလေးတွေအတွက်အတန်ထွက်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်မမကလေးမေပေါ့နော်ဟောစာပို့တာတမီရတော့ဒီမှာတော့အေးစစ်စစ်တော့နေနိုင်တယ်ပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာကလေးတွေအများကြီးတက်ခံရတာကြီးပါတယ်ကြည့်ပြီးတော့ဒီဥစ္စာကိုပါဝင်လာတာပေါ့နော် ဒီနိုင်ငံမှာကလေးမိတွေကလုပ်ဖို့တော်တော်ချက်ရင်းပါဒါပေမဲ့ကိုသားသမီးတွေတွေဟိုဘက်မှာပေကြီးပျက်စီးမြောက်ကြည့်ပြီးတော့မခန့်ညင်စိမ့်နဲ့အမတို့မပြန်ရရင်လေပြည်သူမြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေအတွက်ကိုအမတို့ကဒီမှာအတန်တွေထပ်ပေးနေရပါတယ် ယ်ဒါရိုက်တာတူဖြစ်တဲ့ကိုတီရဲရင်ကလည်းဒေါန်ဆန်းစုကြည်မွေးနေ့အမှတ်တရတီရှက်အထယ်80ထုတ်ခဲ့ပြီးအလူငွေရမ်းတသိန်းလှူဒန်းခဲ့ကအသက်80ပြည့်မွေးနေ့ဖြစ်တာကြောင့်အခုလိုပါဝင်ကူညီလှူဆောင်ပေးပစ်ခဲ့တယ်လို့ဆိုပါရယ်။ရှင်တီတော့ပွဲကိုတိုင်းလာပြီးတော့ဟိုပွဲကိုလာတာပဲရှိရပါဘူး။ဒီနေ့ကတော့လူလူကြကြဟိုအသက်80ပြည့်ပဲဖြစ်တော့ဟိုပါဝင်ကြတာ။အားလုံး မေဆူရဲ့စကားမေဆူရဲ့စကားကိုတကယ်ချစ်တယ်ဆိုရင်သူ့ရဲ့စကားတွေကိုအစားလိုက်လာပြီးနားအောင်ဖြစ်စီပါလိမ့်မယ်ဒေါန်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ရမငွေစတူဒီတာပွဲမှာဒေါန်ဆန်းစုကြည်ရဲ့ကိုရဲအထုပ်ပတိပြကန်းပါထားရှိထားသလိုသူမနဲ့ပတ်သက်တဲ့မိန်းကုံတွေကို ပွဲလာရောက်သူတွေက ပါဝင်ဝင်ရောက်ဖြေဆိုနိုင်ဖို့ မြန်မာအင်္ဂလိပ်ဂျပန်ဘာသာနဲ့လှုပ်ဆောင်ပေးထားပြီးမိကွန်အလုံးဖြည့်ဆိုနိုင်ရင်လက်ဆောင်အဖြစ်ဒေါန်ဆန်းစုကြည်ရဲ့ပုံနဲ့ကိုစားပြုတဲ့ပြောစကားမှတ်ချက်တွေ ပါတဲ့ bookmark တွေကိုလည်းလက်ဆောင်ပြန်လည်ပေးရခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တည်မှုကိုပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပြင်ချက်ဖြင့်ပုံနိုင်ကြောင်းလည်း